ကျောင်းစွန့်ပြေးလာတဲ့ဆရာတော်တောင်ကုန်းပေါ်တလှမ်းချင်းတက်လာတဲ့မြင်ကွင်းငါမှညက်ရည်ကြီးဝဲငါတို့ရွာထဲကလူစိမ့်တွေအကုန်တိမ်မအေးမာပါလေရွာဆိုတာလူနေဖို့လေအခုတော့ခွေးတွေတစီစီနဲ့အားလုံးပဲမင်္ဂလာပါရှင်တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်နေကြဖြစ်တဲ့ ခပြားတွေကပြောတဲ့တော်လန်ရေးစကားစီစဉ်ကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါရဲ့ရှင်ဒီတစ်ပတ်အတွင်းကျမရွေးချယ်ထားတဲ့ခပြားဆရာကတော့ခပြားဆရာနေမိုးညိုပဲဖြစ်ပါရဲ့ရှင်ဆရာရဲ့ခပြားနာမည်လေးကတော့ငါတို့မြေပေါ်ရောက်လာတဲ့လူစိမ့်တွေလို့ဆရာကခေါင်းစဉ်ကိုနာမည်ချေချေလေးနဲ့ရိုးရိုးချင်းချင်းလေးပေးထားတာကျမတို့တွေ့ရပါတယ် ဆရာရဲ့ကြပြလေးကိုကျမကိုယ်တိုင်ကပဲရွတ်ဖတ်ပေးမှလည်းဖြစ်ပါရဲ့ရှင်။တော်လန်ပြည်သူများအားလုံးနှလုံးသားများနဲ့နားစင်ခံစားပေးကြပါရှင်။ငါတို့မြေပေါ်ရောက်လာတဲ့လူစိမ်းတွေငါတို့ရွာတွေမှာအိမ်ဆောက်တော့ခြံစည်းရိုးခတ်ချင်မှခတ်တယ်။အိမ်တကားတက်ချင်မှတက်တယ်။ ညောတိုင်းနှချောင်းမှာတန်းကန့်လန့်ဖြစ်အဲဒါလှေကားဖြစ်ရောအပြင်ကိုလူအကုန်သွားရင်လှေကားကိုအိမ်ပေါ်ထိုးတင်ဒါဆိုရင်ဒီအိမ်မှာလူမရှိဘူးလို့သိတယ်ဘာပစ္စည်းမှမပြောက်ဘူးငါတို့လူမျိုးတခိုးမရှိဘူးခုထိအဲလိုအိမ်တွေအဲလိုရွာတွေရှိတယ် ရွာရှိရွာနောက်ရွာတောင်များတနက်တွေဖောက်ရွာအပေါ်ကနေလိန်ပြန်ဝဲဘုံတွေနဲ့လဲကျဲချတယ်ကလေးလဲပြေးခွေးလဲပြေးဖူးဖူးဖီဖီလဲပြေးရတယ်မုံမုံပပအကုန်ပြေးဖိုးမူဖိုးခွားဖိုးသရာအလုံးအကုန်ပြေးရတယ် ကြက်ဝက်နွားစိတ်အတန်တိတ်ဘာရိုက်ခါမှမယူအားရက်သားလေးကိုသူ့အမေရှိရေလဲထမိန်စွန်တာဆွဲနှစ်ဖူးတွေပွဲဒူးတွေပြဲနဲ့တထောင်တွေပွန်းပောင်တွေပွန်းနဲ့အမိုးကြီးကတော်တော်ဝါတော့သူများနောက်ကကြီးပြီးလိုက်ရတယ်ပြစ်ထဲ့တယ်ဝေးအေးဟေး ငါရင်ဆောက်ရံကြီးပဲဖူးတာတီးကအော်ဆဲရင်ဖီးမှုခါကချော်လဲရင်တောတွင်ရိုထဲတတားမဆောက်အားဝယုံကြားမှာဖန်ခါတီးခုရေဘူးမပါပါမပါရှာပြီးရွှဲပြစ်ကုန်းတရာမှမဝါဖြစ်ဘူးဝစစ်ဘူးလဲကြံခဲတော့စိလိုက်မူလို့ရှူစရာမရှိဘူး ချက်တွေဘဲတွေခိုးစားနေတဲ့ဝက်တွေနွားတွေတက်စားနေတဲ့ဘုံကြီးကြောင်းထဲဝင်တက်ဆွဲတဲ့လူကြီးအိမ်မို့မီးနဲ့ရှို့တဲ့ကောင်းတဲ့အိမ်မျိုးပြောင်းဝင်ခိုးတဲ့နှုတ်ကတူတူမအေးရို့လို့ဖိုးညာခွီးဆဲတန်ကြားရတယ်ဖီမိုးကြားကဖျားတတယ်ရွာပြန်လာကြ အာမခံတဲ့မဲ့တပမစုံစေရဘူးလို့လော်နဲ့អော်သေးកတိတွင်ပေးတဲ့យုံလို့ပြန်တဲ့လူတရအပေါက်ကလေးနဲ့သေရတယ်ဘုံခိုးချင်းတူတဲ့အိမ်တွေဆိုတအိမ်တသိန်းဓာန်ကြီးကြီးမမပေးနိုင်ဘူးလို့ဖူပါអော်တရပောက်ပောက်ကွဲကွဲတောက်ပဲခောက်နိုင်တာပါလေចောင်းစွန့်ပြေးလာတဲ့ဆရာတော် တောင်ကုန်းပေါ်တလှမ်းချင်းတက်လာတဲ့မြင်ကွင်းငါမှညက်ရည်ကြီးဝဲငါတို့ရွာထဲကလူစိမ့်တွေအကုန်တိမ်မအေးမှာပါလေရွာဆိုတာလူနေဖို့လေအခုတော့ခွေးတွေတစီစီနဲ့နေမုန်းညဆရာရဲ့ကဗျာလေးဟာကဗျာအဖွင့်မှာတော့အင်မတန်ချစ်စရာကောင်းတဲ့တန်းရင်သားတို့ရဲ့ကြီးရွာလေးတရွာုံနဲ့ ဆရာကကြပြန်ကိုဖွင့်ထားတာပဲဖြစ်ပါတယ်။ဆရာရဲ့ကြပြန်လေးကိုစပြီးဖတ်တဲ့အချိန်မှာပဲကျမအိမ်နဲ့ကျမရွာကိုကျမရွမ်းမိပါတယ်။လူမျိုးချင်းမတူပေမဲ့ကျမတို့ရိုးရာတွေထုံတန်းစင်လောင်တလေးတွေတိတ်မကွာလှပါဘူးရှင်။ဆရာရဲ့ကြပြန်အဖွင့်လေးမှာပဲကျမကျမရွာနဲ့ကျမအိမ်ကိုကျမဒါရွမ်းမိပါတယ်တတိယမိပါတယ်ပေါ့နော်။ဆရာလိုပါပဲ။ကြပြန်ထဲကပါတယ်ဆရာရွာလေးထဲက ထွက်ပြေးနေရတဲ့မိဘညီကိုမောင်နှမတွေလိုပဲကျမတို့ရွာမှာရှိနေတယ်။ညီကိုမောင်နှမတွေတော်လန်မိဘပြည်သူတွေအားလုံးကလည်းထွက်ပြေးတိမ်းချောင်နေကြရပါလေ။ဆရာကပြားလေးထဲမှာဒါဒုတိယအပိတ်မှာပေါ့နော်။ကပြားအလယ်လောက်မှာဆရာရေးထားတဲ့အခါကျတော့ဖက်ဖက်ကရှုံးနေတဲ့ဖက်ဖက်ကရုပ်မာနေတဲ့ဖက်စစ်စစ်တပ်ဟာအပြစ်မဲ့ပြည်သူတွေအပြစ်မဲ့ရွာတွေကိုဝင်ရောက် စင်းနေဖြက်စီးပြစ်နေကြတာတွေတွေ့ရတဲ့အတွက်ဆရာကပေါ်ပေါ်လွင်လွင်ပဲရေးထားတာဖြစ်တဲ့အတွက်ကျမတို့ဟင်မတန်ဝမ်းနဲ့ဝမ်းနဲ့စွာနဲ့ပဲကျမခံစားရပါတယ်ဆရာကဒါဒုထုခံစားချက်ကိုရေးထားတဲ့ကြပြားဖြစ်တဲ့အတွက်ကျမနဲ့အတူတရင်နာပြည်သူတွေတတော်များများစစ်ပေးတင်နေတဲ့ပြည်သူတွေအားလုံးကဒီကြပြားကိုခံစားနိုင်ကြမယ်လို့လည်းကျမထင်ပါတယ်ဆရာကခံစားချက်ကို ခင်နဲ့အညီထင်ဟပ်ပေါ်လွင်အောင်ရေးဖွဲ့ထားတဲ့ကြပြားလေးဟာပထမဆုံးအပိတ်မှာအင်မတန်ချစ်စရာကောင်းတဲ့ရွာလေးတရွာဒီဖက်စစ်စစ်ခွေးတွေကြောင့်ပျက်စီးသွားတဲ့ရွာတရွာခံစားမှုကဆရာကပြားမှာခံစားမှုအဆင်ဆင်ပြောင်းလဲလာတာကိုကျွန်မတွေ့ရပါတယ်ဆရာပညာသားပပနဲ့လှပတရားတွေကိုဖက်စစ်စစ်ခွေးတွေဖြက်စီးသွားတဲ့ပုံစံကိုဆရာရေးဖွဲ့ထားတာကိုကျွန်မခံစားရပါတယ်ရှင် ဆရာပြောသလိုပါပဲရွာရွာတွေရွာတွေဟာလူတွေနေဖို့ပဲဖြစ်တယ်။ကျမတို့အိမ်အမြန်ပြန်ကျင်ပါပြီ။ဆရာကပြလေးထဲကရွာလေးတွေလိုပဲကျမရွာကိုလည်းကျမပြန်ကျင်ပါပြီ။ရွာတွေဟာလူတွေနေမှပဲရွာနဲ့တူတဲ့အလှတရားတွေရှိမှာပါ။အခုတော့ရွာတွေရွာတွေမှာ ခွေးတွေတစီစီနဲ့ရွာရဲ့အလှတရားတွေမင်္ဂလာတရားတွေအားလုံးဟာပြည့်စုံနေပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြရင်းနဲ့ပဲ။ ီအစီအစဉ်လေးကနေနှုတ်ခွန်းဆက်တာပါလေရှင်။နောက်တစ်ပတ်နောက်တစ်ပတ်အစီအစဉ်တွေမှာလည်းဆရာရဲ့ကြံပြကောင်းလေးတွေနဲ့ကျမတို့ထပ်မံဆုံးပေးပြစီလို့ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။